ဒီနားမှာနှစ်68ဆိုတယ်ခင်ဗျာ6နှစ်8ဆိုတယ်ခင်ဗျာဆိုတော့အဲ့ဒီ6နှစ်8ကသူ့ရဲ့နောက်နှစ်ကိုလိုက်ပေါက်တယ်နော်အဲ့ဒီ6နှစ်8နောက်နှစ်ကိုလိုက်ပေါက်ပြီးတာ ਨੇ သူ့ရဲ့တပွဲကြော်မှာထွက်တယ်ခင်ဗျာ196ပဲအဲ့ဒါပြန်ညခဏမယ်နော်တခါကျွန်တော်တို့ဒီနားမှာ9နှစ်8ဆိုတယ်ခင်ဗျာရှိတယ်အဲ့9နှစ်8ကလည်းနောက်နှစ်မှာ9နှစ်8လို့လိုက်ပေါက်ပြီးတာ ਨੇ သူ့ရဲ့တပွဲကြော်မှာ39ခွန်ပြန်ညခဏမယ်ကြာတယ်နော်တခါကျွန်တော်တို့ဒီမှာ33ခွန် နော်3ညာ3ခွန်နောက်နှစ်မှာခွန်3ညာ3လို့လိုက်ထွက်သူ့ရဲ့တပွဲကြောင်မှာ66နှစ်ကပြန်ကြတယ်နော်တခါကျွန်တော်တို့ဒီဘက်မှာနှစ်ဦးကန်းန195ပေါ့နော်ဒီ195ဒီနောက်နှစ်ကိုငါကိုတက်လို့လိုက်ပေါ့သူ့ရဲ့တပွဲကြောဒီဘွဲမှာပြန်ကြကစားဦးမလားနော်အဲသူချိနှစ်ကကနန်းနောက်နှစ်ကိုလိုက်ပေါက်ထားတာ ਨੇ တပွဲကြောမှာသူပြန်ကြကနန်းနေကစားတယ်ဘယ်6နှစ်ရှိသည်သူရှိနှစ်ကကနန်း လာပေါက်ပြီးသူ့ရဲ့တပွဲကျော်ပြန်ကြနော်ငါးနှစ်ရှိကလည်းသူ့ရှင်းနေကကနမဲ့သူ့တပွဲကျော်မှာပြန်ကြပဲနော်သူကြတော့နောက်တော့တော့ပိုးလို့ဖြစ်တဲ့ပြီးမှသူ့ရှင်းနေကကနမ်းပေါက်တယ်ဒီမှာပြန်ကြကြတယ်တခါနောက်နှစ်မှာနောက်တော့တော့တော့30လို့ဖြစ်ထားတဲ့ပြီးမှခွန်တော်ညာတော့သူ့ရှင်းနေကကနမ်းသူ့တပွဲကျော်မှာပြန်ကြကနမ်း66နှစ်ကြတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ6ပြီးပြီ30ပြီးပြီအခုဒီမှာ6 66617လို့ဖြစ်တယ်ဒီကဏ္ဍကသူ့ရှိနေကကဏ္ဍသူ့ရဲ့တပွဲကျော်ဒီပွဲထွက်မဲ့ကဏ္ဍကပြန်ကြကဏ္ဍ ကြလာမလားပေါ့လေနော်ကြမကြမသိဘူးနော်ကိုယ့်ကိုကြည့်ကြိုက်တဲ့ခဏတိုင်းဆွဲထည့်လိုက်ပြန်ကြနောက်ကျွန်တော်ဟိုဘက်နှစ်ကတော့ပြခဲ့ဘူးတယ်မနစ်ကလည်းကျွန်တော်ဒီဆိုင်နဲ့ပြခဲ့တယ်ပြခဲ့တာကကျွန်တော်တို့ဒီအယောင်လေးနည်းနည်းရှည်လိုက်နော်ရှည်ပေါင်းကကိုခါသူ့အောက်မှာကိုခါနဲ့ပြန်ကြနော်တခါလဲဒီမှာရှည်ပေါင်း၅လို့ရိုက်တယ်ဒီမှာကိုခါထွက်တယ်သူ့အောက်မှာကိုခါနဲ့ပြန်ကြထွက်တယ် တခါအဲ့ကနေကျွန်တော်တို့သွားကြည့်လိုက်ဒီမှာရှေ့ပေါင်း9လို့ရိုက်တယ်9ခါလို့ထည့်တယ်သူ့အောက်မှာတော့9ခါနဲ့ပြန်ကြမှာကြဘူးဒါပေမဲ့အဲ့ဒီနှစ်ထဲမှာ9ခါနှလုံးပြန်ကြကလည်းတက်တက်ရှိနေသေးတယ်เนาะအဲ့တော့အခုကျွန်တော်တို့ဒီရှေ့ပေါင်း9ရဲ့ဘေးမှာ9ခါထည့်သွားတော့ရှေ့ပေါင်း9ခါလို့ရိုက်လိုက်တာနဲ့သူ့အောက်မှာပြန်ကြခဏက9ပါတာလားမပါဘူးလားတော့မသိเนาะဘာလို့လုံးဆိုတော့ဒီမှာတော့ကတော့ तू က9မပါဘဲနဲ့9ပရိတ်ခဏတော့ကြเนาะဒီမှာမှ9ခါနဲ့ခဏကနှလုံးထောင်ကြတယ် အဲ့ဒီကိုးခါနဲ့ကဏ္ဍထောင်ကြတာတွေကဒါရတခြားဆရာတွေလည်းစွဲပြီးတော့တင်နေတာတွေ့ပါတယ်နော်ဒါပေမဲ့ဒါတွေကျွန်တော်အရင်ဆုံးဒီနေရာမှာတော့ကိုးခါနှလုံးထောင်ပြန်ကြကြနိုင်တယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်အခုဒီမှာကိုးခါထွက်တော့ဒါတခြားဆရာတွေလည်းသူတို့စိုက်စွဲပြီးတင်ကြဒါပေမဲ့အဲ့ဒီကိုးခါတွေကရှေ့ပေါင်းကကိုးခါလို့ဖြစ်တဲ့အောက်မှာပြန်ကြရှေ့ပေါင်းကကိုးခါအောက်မှာပြန်ကြတယ်နော် အဲ့တော့ဒီရှေ့ဘောင်းကကိုခါရဲ့အောက်မှာ6 3ညာ3ပြန်ကြတယ်အခုကျွန်တော်တို့ဒီရှေ့ဘောင်းကကိုခါရဲ့အောက်ဒီဘွဲမှာပြန်ကြကြလို့ရတယ်နော်အဲ့တော့ဒီမှာပြန်ကြကနန်းကိုဘာထည့်မလဲဘာထည့်မလဲဆိုတော့ကျွန်တော်တို့ကြည်ကြည်ပေါ့ဗျာနော်9ရက်လို့သေးတယ်ဟုတ်တယ်မလား9ရက်လို့သေးတယ်အဲ့တော့ကျွန်တော်တို့ဒီနားမှာအကြိမ်ကြိုက်ကြီးဇောင်းဆင်းလာတာရှိတယ်နော်ဒီကောင်ကဆွဲရမှာလို့ဆွဲပြီးပါအဲ့တော့အကြိမ်ကြိုက်ကြီးဇောင်းဆင်းလာတာဆိုတော့တို့ဒီ ုံညာ3ခွန်ပြန်ညာကြရပေါ့เนาะပြန်ညာကြတော့ तू ကနေ1 2 3 4 5 6ခွန်8နှစ်သွားအောက်ကို1 2 3 4 5 6เจ็ดมา तू ก็เลยเปลี่ยนจากกันนะเนาะเออ तू ก็นี่จนเรา1 2 3 4 5 6ခွန်8เนี่ยตัวออกกู1 2 3 4 5 6เจ็ดมาเปลี่ยนจากกันนะจ่าနိုင်တယ်เปลี่ยนจาเปลี่ยนจาเปลี่ยนจาဆိုပြီးก็ซ้าနိုင်เออ तू อ่ะဒီบริษัท3ရဲ့ตะบวยจอရှေ့ပေါင်း5ติคาရဲ့အောက်มาဆိုတော့เปลี่ยนจ่าอูเอရှေ့ပေါင်း4ติคาရဲ့အောက်มาเปลี่ยนจ่า ့3ပြိတ်တပွဲကြော3ပြိတ်ပြီးတော့ကျွန်တော်ဒီမှာ4ပြိတ်တပွဲကြော်မှာခုနကတော့ရှေ့ပေါင်း4တခါပြီးတော့ရှေ့ပေါင်း5သုံးညခါဒီသုံးလုံး5လို့လည်းရတယ်နော်ဒီသုံးလုံး5လို့လည်းရဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့တခါတို့သုံးညခါတို့ကျွန်တော်တို့ဒီမှာ5ခါဆိုတာကိုပြောချင်လို့နော်အဲ့တော့ तू ကရှေ့ပေါင်း4အောက်တခါအောက်မှာပြန်ကြတယ်ရှေ့ပေါင်း5သုံးညခါအောက်မှာပြန်ကြတယ်အခုကျွန်တော်တို့ရှေ့ပေါင်း6 5ခါလို့ဖြစ်တဲ့အောက်မှာဒီပွဲပြန်ကြကစားလို့ရတယ် ပရိတ်15ရဲ့တပွဲကျော်ပရိတ်4တပွဲကျော်ပရိတ်3တပွဲကျော်เนาะအဲ့ဒီမှာနည်းနည်းတော့စဉ်းစားစရာပါတယ်ဒီမှာကဏ္ဍနှစ်ကွက်ထုတ်ပြီးလိုက်မယ်เนาะကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့ပေါ့လေเนาะအဲ့ဒီမှာမူကနည်းနည်း क्वे သွားတာကသူကပထမမူမှာကျွန်တော်တို့4ပရိတ်ဇောင်းတပွဲကျော်မှာပရိတ်6ထပ်တယ်เนาะ4ပရိတ်ရဲ့ဇောင်းတပွဲကျော်မှာပရိတ်6ထပ်အဲ့ဒီပရိတ်6ရဲ့နှစ်နှစ်ကျော်မှာခွန်ပရိတ်ဒီခွန်နောက်ပိတ်နဲ့ထွက်ထားတဲ့ကဏ္ဍကပြန်ကြကြသွားတယ် ဒါဆိုရင်ဒုတိယကတ်မှာကျွန်တော်တို့ဒီမှာဗရိတ်၄ရိုက်တယ်ဇောင်းတပွဲကြော်မှာဗရိတ်ခွန်ထတ်တယ်နော်ဗရိတ်ခွန်ဗရိတ်ခွန်လို့ထတ်တယ်ဗရိတ်ခွန်ရဲ့နှစ်နှစ်ကြော်မှာခွန်ဗရိတ်ဒီခွန်နောက်ပိတ်နဲ့ထွက်ထားတဲ့ခဏပြန်ကြကြတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဗရိတ်၄တွဲဇောင်းတပွဲကြော်မှာဗရိတ်၁ထတ်တယ်နှစ်နှစ်ကြော်မှာခွန်ဗရိတ်လို့ပေါက်တယ်အဲ့ဒီခွန်ဗရိတ်ဒီခွန်နောက်ပိတ်လို့ထွက်တယ်ဒီခဏပြန်ကြမလား၃ခွန်ခွန် ဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တမျိုးတွေးကြည့်ရင်ဒီပဋိ၄တုံညတုံညနှက်ခွန်နောက်ပိတ်နေခဏပြန်ကြကြသလားအဲ့ဒီမှာ၄တုံညလို့ရိုက်ပြီးတော့ဒီမှာ၃တုံညလို့ရိုက်တယ်နော်၃ပဋိတုံညပိတ်တုံညရဲ့နှက်ခွန်နောက်ပိတ်ထဲတဲ့ဒီခဏပြန်ကြမလားအဲ့ဒီလိုထည့်မယ်ဆိုရင်၄၃ပြီးတော့ဒီမှာ2ပြိတ်ဒီမှာ3ညပြိတ်3ညရဲ့နှက်က9နောက်ပိတ်ထည့်ထားတဲ့ကနံ6 7 9ပြန်ကြကြမလားဒီမှာက9ပြိတ်9ပိတ်เนา ွန်ဘရိတ်ခွန်ဘိတ်ဒီမှာလည်းခွန်ဘရိတ်ခွန်ဘိတ်ဆိုရင်ဒီကဏ္ဍအဲ့ဒီလိုမယူဘူးတုံညရဲ့နှက်ခတ်ခွန်လန်းပိတ်ထားတဲ့ကဏ္ဍဆိုဒီကဏ္ဍအဲ့ဒီလိုမှမဟုတ်လို့ကျွန်တော်တို့အထင်တယ်လို့မဟုတ်လို့ခွန်ဘိတ်နဲ့ကဏ္ဍခွန်ပါတဲ့ကဏ္ဍပြန်ကြမလားဆိုတာတော့ဒါကျွန်တော်တို့တွေးရမှာပေါ့နော်တိတိချာချာလိုက်ကြည့်ရင်တော့ဒီ site မှာဒီ3ခွန်ခွန်နဲ့6ခွန်နှစ်ကွက်ဒါကစားလို့ရတယ်နော်အကွက်ကစားရွက်နဲ့ရေးမှတ်တာနော်ကျွန်တော်ရေးမပြတော့ဘူးနော်ရေးမပြတော့ဘူးပြန်ကြဘူးဆွဲဆွဲဆွဲတော့ပြန်မှာပဲ နောက်တက် site ကနောက်တက် site ကကျွန်တော်တုံညာခန်းနေခဏပြန်ကြနှစ်ဦးငါးနောက်ပိတ်တယ်သူကနေပြီးတော့၃နှစ်ကျော်မှာကျွန်တော်တို့တုံညာခန်းထွက်တဲ့ခဏတစ်ခွက်ကအဲ့ဒီနှစ်ထဲမှာပြန်ကြကြတယ်နော်ပြန်ကြကြလိုက်တော့အဲ့ဒီကောင်ကဒီရှေ့ပေါင်း7ပြိတ်၄အောက်ဆောင်သူကကြတယ်ဘာလို့ပြိတ်၄ရဲ့အောက်ဆောင်ကြတုံးဆိုတော့သူတုံညာခန်းနေခဏကြဖို့ပါဘူးဒီတုံညာခန်းဒီသူ့ရှေ့တစ်နှစ်ကျော်1 2 3 4 5ချိန်ကတုံညာကခန်းနေထွက်တယ် အဲ့ဒီတုံညာရဲ့အောက်ဆောင်မှာဗရိတ်ကိုးထောက်တယ်အဲ့တော့ဒီဗရိတ်ကိုးနဲ့အချိန်ခိုင်းမှာထွက်ထားတဲ့ဒီကဏ္ဍသည်ကိုးပါဝါဗရိတ်ဆက်၄ရဲ့အောက်ဆောင်မှာပြန်ကြားကြတယ်နော်အဲ့ဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီ၅နောက်ပိတ်၃နှစ်ကြော်မှာ၅ပါဝါတုံညာခါနဲ့ကဏ္ဍပြန်ကြားကြတယ်နော်ကြတော့လည်းဆက်၄ဗရိတ်အောက်ဆောင်မှာပဲသူကြတယ်အဲ့ဒီတုံညာခါနေကနန်းဒီသူရှိတနစ်ကျော်တနစ်3 4 5ချိန်မှာတုံညာအပိတ်ဒီခါလို့ထွက်တယ်နော်တုံညာအပိတ်ဒီခါလို့ထွက်တယ်အဲ့ဒီတုံညာရဲ့အောက်ဆောင်တပွဲကျော်မှာဗရိတ်ကိုးလို့ထောက်တယ်အဲ့ ဒီကိုးပရိတ်တုံညနော်တုံညကခါလို့ထွက်ထားတယ်အဲ့ဒီကိုးပရိတ်နဲ့အချိန်ခိုက်ကတုံညခါနဲ့ခဏန်းကိုးပါပါ၄ပရိတ်အောက်ဆောင်မှာထွက်တယ်နော်ပြန်ကြကြအဲ့ဒီလိုပဲဒီလိုကျွန်တော်တို့အချိန်ခိုက်နဲ့ယူလိုက်ရင်ခုနကကျွန်တော်ပြောတဲ့ခွန်နောက်ပိတ်နဲ့ခဏန်းဆိုရင်နိမ့်နိမ့်ခွန်လည်းပြစ်သွားနိုင်တယ်နော်ဒီကအချိန်ခိုက်ခဏန်းယူမယ်ဆိုရင်ကျွန်တော်တို့မယူဘဲနဲ့ဒီတုံညနောက်ပိတ်ဒီတုံညခါနဲ့သွားထွက်ထားတယ်ဒီပရိတ်ကိုးနဲ့အချိန်ခိုက်ကခဏန်းကကိုးပါပါ၄ပရိတ်ရဲ့အောက်ဆောင်ဆိုရင်ဒီပွဲမှာ ျွန်တော်တို့ပြီးခဲ့တဲ့ဘွဲကအော်ခဲ့တဲ့3ည63ဆိုတဲ့ခဏเนาะပြန်ထိုးလို့ရတယ်เนาะအဲသူကလည်းရှေ့ပေါင်း1ပရိတ်4အောက်ဆောင်ပြန်ကြတာပဲရှေ့ပေါင်း1ပရိတ်4အောက်ဆောင်ပြန်ကြတာပဲရှေ့ပေါင်း1ပရိတ်4အောက်ဆောင်မှာပြန်냐ကြတယ်เนาะကြတဲ့ခါကျတော့ဒီ site ထဲမှာနောက်ထပ်တစ်မျိုးခုနက3ခွန်ခွန်ကိုယူလို့ရတာကသူကဒီနောက်ပိုက်နဲ့ထိနေက9ခွန်အောက်ကကြတယ်9ခွန်ပြီးတော့ဒီမှာနောက်ပိုက်နဲ့ထိနေက4ခွန်သူ့အောက်ကကြတယ် ့5ခွန်6ခွန်ပြီးကျွန်တော်တို့3ခွန်လို့ဖြစ်ထားတဲ့အောက်ကကဏ္ဍဆိုရင်ခုနကျွန်တော်ပြောတဲ့3ခွန်ခွန်လည်းရတယ်နော်အဲ့ကျွန်တော်မိတ်ဆွေတွေကြိုက်တာကိုစွဲထုတ် ပေါ့ဗျာနော်ကျွန်တော်ကတော့ကဏ္ဍကတော့ထုတ်ပြီးသားပါဒါပေမဲ့ကျွန်တော်မပြောတော့နီးပါအဲနီးပါသေးတယ်လေဝေးပါသေးတယ်ဝေးပါသေးတယ်လိုပါသေးတယ်နော်အဲ့ကျွန်တော်630ကပြီးခဲ့တဲ့ဘွဲကအော်ခဲ့တဲ့ကဏ္ဍမို့လို့မထိုးမဖြစ်ကတော့ထိုးရမှာပဲနော်ကျွန်တော်မိတ်ဆွေထိုးပြအောင်တော့ထိုးနောက်တစ်ခွက်က ကျွန်တော်တို့ခုနကကျွန်တော်ပြခဲ့တယ်နော်608ကခုနကစိုက်မှာကျွန်တော်608ဒီပရိသတ်နဲ့3ရက်ပရိသတ်3ရက်ကခွန်နောက်ပိတ်ထားတဲ့ခဏပြန်ကြမှာလားလို့ကျွန်တော်ပြောခဲ့တယ်နော်အဲ့တော့အဲ့608ကိုနည်းနည်းသတိထားဖို့ကျွန်တော်ပြောလိုက်မယ်အဲ့တော့80ချစ်ဆက်ခွန်ပါနော်ခွန်စွန်းခွန်ကိုတပွင့်လျှော့တော့6 6ကိုတပွင့်လျှော့တော့ကျွန်တော်ငါနော်အဲ့အဲ့ဒီနှစ်ထဲမှာ နှစ်ဥမာတွေကကျွန်တော်ပြောခဲ့ပြီးပါတယ်စီနီယာကဏ္ဍတစ်ခွက်ပြန်ကြကြမယ်နော်စီနီယာကဏ္ဍတစ်ခွက်ပြန်ကြကြအဲ့ဒီစီနီယာကဏ္ဍသည်ကျွန်တော်တို့ဒီ၅ထိပ်ခွန်ထိပ်နှလုံးနှစ်နော်၅ခွန်နှလုံးနှစ်အဲ့ဒီနှစ်ကဲပါဝါဗရိတ်ခွန်နော်ဒီခွန်ထိပ်စီရဗရိတ်ခွန်လို့လည်းရတယ်နော်အဲ့ဒီ9ခွန်နှလုံးနဲ့နှစ်ပါပါဗရိတ်ခွန်လို့လည်းရတယ်အဲ့တော့အဲ့ဒီဗရိတ်ခွန်ရဲ့နှစ်ပွဲကြောကျွန်တော်ထည့်ဒီနေရာမှာနောက်ထောင်3လုံး ကိုးဆိုတာရှိတယ်နော်သူကနောက်ထောင်သုံးလုံးပုံတည်ကိုးကျွန်တော်လည်းမေ့ပြီးခဲတိုင်နေဆိုရယ်နောက်ထောင်သုံးလုံးကိုးလို့သူပုံတည်ရှိအဲ့ဒီနောက်ထောင်သုံးလုံးကိုးရဲ့ဘေးမှာရှိတယ်ဒီနှစ်နောက်ပိတ်အဲ့ဒီနှစ်နောက်ပိတ်ရဲ့ပါပါဇောင်းခွန်လို့သူထည့်ပြီးမှသူရဲ့အောက်ပြန်ကြကြကြတဲ့ခဏကစီနီယာခဏနော်အဲ့တော့ကျွန်တော်တို့တခါခွန်ပြီးတော့6ကိုသွားလိုက်မယ်6ဆုံးတဲ့ခုနှစ် ငါခွန်ဩကျွန်တော်ခွန်ငါခွန်၄ခွန်ဒီကောင်စီနီယာထည့်ရမှာငါထိတ်၄ထိတ်၃ထိတ်လို့ထည့်ရမယ်နော်အဲ့ဒီငါထိတ်ဆောင်ကခွန်ထိတ်စီကဗရိတ်ခွန်၄ထိတ်စီရဲ့ဆောင်မှာခွန်ထိတ်ဗရိတ်ခွန်အဲ့ဗရိတ်ခွန်ရဲ့နှစ်ပွဲကြုံမှာစီနီယာကနန်းပြန်ကြနော်ညီကိုကနန်းပြန်ကြပေါ့နော်ညီကိုကနန်းပြန်ကြအဲ့ဒီဗရိတ်ခွန်ရဲ့ပြီးမှာခုနကအတိုင်းပဲနောက်ပိတ်သုံးလုံးသူကကိုးလို့သူပုံတည်ရိုက်တယ်ရိုက်တော့နောက်ပိတ်သုံးလုံးကိုးလို့ဖြစ်တာနဲ့သူဝေးမှာသုံးပိတ်တာနော်ဒီမှာတော့ကျွန်တော်တို့နှစ်ပိတ်တာနှစ်ပါပါ ဇောင်းသုံးလုံးခွန်တာအဲအခုဒီမှာနောက်ဘက်သုံးလုံးကိုရိုက်တယ်သုံးနောက်ဘက်တွေသုံးပါပါဒီသုံးလုံးကရှစ်လို့ရိုက်တယ်နော်၄၉၅အဲရှစ်လို့ဖြစ်ထားတယ်ဒီသုံးပါပါဇောင်းသုံးလုံးရှစ်လို့ဖြစ်တဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီညီကိုကဏ္ဍပြန်ကြနော်ညီကိုကဏ္ဍပြန်ကြဆိုတော့ကျွန်တော်တို့အခုဒီဘက်ကို၅ဆုံးတဲ့ခုနှစ်ထဲမှာຕົ້ມເທສີຍາຍປີຄົນເທັດເທັດປີຄົນເທັດແຍ່ອະປໍມາຄົນປະໄລລົດຖ້ວປີໂຕແຍ່ຫນັບປວຍຈໍມາ သူ့ရဲ့နှစ်ပွဲကြောင့်မှပြန်ကြခဏကစားရှေ့အတိုင်းပဲနောက်ပိတ်၃လုံးက2 6 1ဆိုတော့6လို့ပဲသူပုံတင်ရိုက်တယ်သူ့ဘေးမှာ6နောက်ပိတ်ထဲအဲ့ဒီ6ရဲ့ပါဝါဇောင်း၃လုံးက6လို့ထဲတယ်သူ့ရဲ့အောက်မှာပြန်ကြနော်6 6ဆိုတော့6 4ပါဝါ6လို့ရိုက်တယ်သူ့အောက်မှာပြန်ကြတက်မဲ့ခဏကညီကိုခဏဖြစ်ကမယ်နော်ညီကိုခဏမှာထိုးစရာကကျွန်တော်တို့ကိုခန်းနဲ့ပြန်ကြဖို့ကိုနှလုံးထောင်ပြန်ကြမယ်ဆိုရင်8 9ခွန်ဆိုတဲ့ခဏနဲ့8 6ခွန်ဆိုတဲ့ခဏ เนาะဒီနှစ်ကွက်ကတော့ဦးစားပေးကျွန်တော်မိတ်ဆွေတွေကစားပါเนาะညီအကိုခဏန်းပြန်ကြဖို့ကိုခါနှလုံးထောင်ကြမယ်ဆိုရင်၈90ဆိုတဲ့ခဏန်းကိုဒဲ့ပို့ထိုးเนาะအဲ့ဒီခဏန်းကိုဒဲ့ပို့ထိုးเนาะဘာလို့လဲဆိုတော့ခုနကကျွန်တော်ပြတဲ့စိုက်မှာခွန်နောက်ပိတ်ခဏန်းခွန်ပါတဲ့ခဏန်းပြန်ကြအခွန်ပါတဲ့ခဏန်းပြန်ကြမှာညီအကိုခဏန်းကဒီတခွက်သေးရှိတာမဟုတ်ဘူးเนาะညီအကိုတွေကတော့ရှိတာပေါ့ဒီမှာကျွန်တော်တို့၃နှစ်၄လရှိတာပဲเนาะ၃နှစ်၄လရှိတာပဲ အဲ့ကျွန်တော်ကလိုချင်တာကခွန်ပါတဲ့ခဏန်းပြန်ကြဖို့၃နှစ်၄ရခွန်မပါတဲ့ခါကျတော့ကိုရှိခွန်လည်းဒါဖြစ်သွားနိုင်တယ်နော်အဲ့တော့ဘယ်កောင်ကြမယ်တော့မသိဘူးညီကိုခဏန်းပြန်ကြအဲ့ဒီနေရာမှာကျွန်တော်၃နှစ်၄အဲ့កောင်ကို1 3ဒီလိုထည့်ခြင်းနော်ဒါတတိတာအဲ့အဲ့ဒါကဒါကျွန်တော်ပြောချင်တာကပြန်ကြပဲနော်ခဏန်းကိုတော့ကိုယ့်ကိုစွဲထုတ်ကြဒီកောင်ကကျွန်တော်ကစားနေကြ၃ဇွန်၄ဇွန်၅ဇွန် เนาะအဲ့တော့3ဇွန်4ဇွန်5ဇွန်နဲ့မှာကျွန်တော်ဒီခွန်3ညာ3အဲ့ဒီနေ့ထဲမှာပြန်ညာကြာအဲ့ဒီခွန်3ညာ3ပြန်ညာကြာတော့နောက်တော့3လုံး30လို့သူဖြစ်ထားပြီသူရဲ့ဘေးမှာ6ပိတ်နှစ်ပိတ်เนาะ6ပိတ်နှစ်ပိတ်ရဲ့ဘေးမှာသူကဒါပြန်ညာကြာเนาะဒီ3လုံး30ရဲ့နှစ်ပွဲကြောဟုတ်ပြီเนาะတခါကျွန်တော်တို့ဒီ4ဇွန်5နှစ်ထဲမှာပြန်ကြာခဏဒီကောင်ကိုယ်တုံညာနှစ်ပြန်ညာကြာတယ် ကြတော့လေနောက်ထောင်သုံးလုံး30လို့ရိုက်တယ်6ဘိတ်3ဘိတ်လို့ဖြစ်တယ်ပြီးမှကြတယ်เนาะအခုကျွန်တော်တို့ဒီနှစ်ထဲမှာနောက်ဘိတ်3လုံး36ဘိတ်4ဘိတ်လို့ဖြစ်ထားတဲ့ဘေးဆိုရင်ဒီဘွဲပြန်ကြကြလို့ရတယ်เนาะအဲ့ဒီမှာ3ညဘိတ်1ဘိတ်2ဘိတ်လို့ဖြစ်သွားရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးเนาะဒါပေမဲ့သူက3ညဘိတ်1ဘိတ်ဒီမှာ2ဘိတ်ကြမလားဒီလိုမှမဟုတ်ဘူးဆိုရင်3ညဘာတဲ့ခဏန်းနေကြမလားเนาะဒါတော့ကွက်ကိုပြန်စစ်ကျွန်တော်ကတော့မယွေးသေးဘူးပေါ့เนาะ တစ်ချက်ရှိတာခုနကကျွန်တော်ပြောခဲ့တဲ့နှစ်နှစ်ခွန်ဆိုတဲ့ခဏလေးရှိတယ်ကျွန်တော်တို့ဒီ line ကနောက်ဘွဲကိုလည်းကျွန်တော်မျှော်ထားတာလေးရှိတယ်ဗောနော်ဒါနည်းနည်းကျွန်တော်ပြောပြမယ်ဒီ311ကနော်အဲ့ဒီနေ့ထဲမှာဒီ311ကပြန်ကြသူ့ရဲ့နှစ်ပင်ကျော်အချိန်ခိုင်းမှာထွက်ထားတဲ့ခဏ390ပြန်ရကြဒီ311ရဲ့အောက်ဆောင်မှာလာကြသလားနော်ဒါမှမဟုတ်ရင်အခုကျွန်တော်ပြောတဲ့အဆောင်30ပြီးမှကြသလားနော်ကျွန်တော်ဒီမှာ3ည3ခွန်ဆိုတဲ့ခဏကအဲ့ဒီနေ့ထဲမှာ3ည3ခွန်ပြန်ရကြတယ် သူ့ရဲ့နည်းနည်းကြော်ဆောင်ခါခံနေမှာလည်းပြန်ကြကြတယ်။ဒီမှာလည်းတုံညာ3ခုနဲ့အချိန်ခိုင်းမှာကြတယ်နော်။အဲ့တော့ဒီနှစ်ထဲမှာအဲ့ဒီကောင်ကိုလိုက်ရင်အကျွေးကြံနေတာက196ပြန်ကြပဲရှိတော့တယ်။သူနဲ့အချိန်ခိုင်းခါခံတဲ့ဒီနှစ်ခုနှစ်ကိုကျွန်တော်တို့ဒီပွဲမှာကြမှာလားဒါမှမဟုတ်လို့ရှိရင်ဒီ196နဲ့အချိန်ခိုင်းဆိုရင်သူကနှစ်ဦးရောက်သွားမှာနော်။အဲ့တော့အဲ့ဒီကောင်ကိုမမျှော်ဘဲနဲ့ဒီကနန်းနဲ့အချိန်ခိုင်းခါခံပြန်ကြဆိုရင်ဒီ963ကြီးဖြစ်တယ် သူနဲ့အချိန်ကလေးကနေပြန်ကြတော့လေသူပြန်ကြတဲ့အောက်ဆောင်ဆိုရင်သူကနောက်ဘွဲကိုအဲ963ကိုပြန်ကစားခိုင်းတယ်လို့ဖြစ်နော်ဒါပေမဲ့ကျွန်တော်တို့ကတော့လောလောဆယ်ဆယ်အဲ့ဒီဟာတွေတော့မတွေးသေးဘူးပေါ့လေလိုချင်တာကဒီ1336နှစ်လို့ဖြစ်တဲ့ဘေးမှာပြန်ကြကြချင်တယ်နော်1336ဘေးမှာပြန်ကြကြချင်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာ1336လို့ဖြစ်တဲ့ဘေးပြန်ကြကြချင်တယ်အဲ့တော့မသိဘူးလေ เนาะပြန်ကြကစားခြင်းရင်ဒါကျွန်တော်မိတ်ဆွေကစားအခုနကကျွန်တော်ပြောတဲ့ site ထဲမှာဒီ site ကတော့ကျွန်တော်အကြိုက်ဆုံးပေါ့เนาะကျွန်တော်တို့ဒီခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ပြန်ကြညီကိုကနန်းခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ညီကိုကနန်းပြန်ကြเนาะအဲ့ဒီခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ညီကိုကနန်းကျွန်တော်ပြန်ကြကစားခြင်းနောက်တစ်ခုကတဲ့နောက်တစ်ခုကကျွန်တော်ဒီဘက်ကအထောက်တွေတော့ပြောမနေတော့ဘူးဗျာเนาะဒါနားပဲကပ်ပြောလိုက်တော့အဲ့ဒီမှာရှစ်ထိတ်ဆိုတာရှိတယ်ရှစ်ထိတ်စီအဲ့ဒီရှစ်ထိတ်ကဒီမှာခါရောင်သုံးလုံးရှစ်လို့ဖြစ်တယ် ရှစ်ထိပ်ဒီခါတော်သုံးလုံးရှစ်လို့ဖြစ်နောက်သုံးလုံးကပုံသေးသူက7လို့ရိုက်ထားတဲ့ဘေးမှာကိုသုံးကပြန်ကြကြတယ်နော်တခါတူကနေပြီးတော့တနည်းကြော်လိုက်တော့6ထိပ်စီခါတော်သုံးလုံးက6လို့ဖြစ်တယ်နောက်ဘိတ်သုံးလုံးကိုပုံသေး7လို့ပဲရိုက်တယ်သူ့ဘေးမှာပြန်ကြကနေထွက်တယ်နော်တူကနေတနည်းကြော်အခုဒီမှာ6ထိပ်ခါတော်သုံးလုံးက6လို့ဖြစ်တယ်နောက်ဘိတ်သုံးလုံးကို7လို့ပဲသူပုံသေးရိုက်တယ်သူ့ရဲ့ဘေးမှာပြန်ကြကနေဒါကြသွားလို့ရတယ်နော်အဲ့ပြန်ကြကနေကိုကစားခြင်းရင်တော့အဲ့ဒီထဲမှာ ူကဒီ site မှာကျွန်တော်ကဒီ၄ကို၄ကိုဒီမှာက၄မထည့်သွားတော့ဒီနေရာ၉ထိတ်ကတော့မရိုက်တော့ဘူးလာရင်၉ကိုခါနေပဲထည့်ကစားသိချင်တယ်เนาะ၉ပါတဲ့ခဏံပြန်ကြဖို့လို့ပဲကျွန်တော်အဲ့လိုပဲတွေးကြည့်တာပဲเนาะအဲ့မဲ့ခဏံကတော့ကျွန်တော်မိတ်ဆွေတွေကြိုက်တာလားထည့်ရှာတယ်ကျွန်တော်ကတော့ထည့်ပြီးမိတော့